ပရိသတ်ကြီးတို့ရေးတန်းစင်ကတော့ဘာပဲဖြစ်ဖြစ်ဗျာဝမ်ချမ်ပီယံရှစ်မှာဘလောက်ပဲရှုံရှုံအခုနော်ထိုင်းနိုင်ငံမှာပဲနေပြီးတော့ကြော်စွာဝင်းလိုမျိုးထိုင်းနိုင်ငံမှာပဲနေပြီးတော့တကယ်ကိုမှသူရဲ့ scale တွေမြင့်တင်နေပြီဒီကနေ့မှာဆိုရင်တန်းစင်ဟာဆိုရင်တော့ဖြစ်သူရဲ့ဆရာဖြစ်တဲ့ super lead နဲ့အပြင်မှာလေ့ကျင့်ထိုးသက်နေတာဖြစ်ပြီးတော့တကယ်ကိုမှအရေးချင်းတွေနော်သူထိုးကိုထိုး super lead နဲ့ထိုးပြနေတာဖြစ်ပြီးတော့သူရဲ့မာကိုဟာဘလောက်မြင့်မားနေပြီဆိုတာပရိသတ်တွေကိုချပြလာခဲ့ပြီဖြစ်တယ်ဗျာ နော်အသင်းစဉ်ဟာကျွန်တော်နောက်ပတ်မှာမကြခင်မှာကြည့်ရတော့မယ်ပေါ့နော်အသင်းစဉ်က1 Friday 5မှာဒါနိုဝင်ဘာလခဏင်းနေ့မှာ Bronica တို့နဲ့အတူတူထိုးသက်ရမှာဖြစ်ကြောင်းကြားသေးရတယ်ပေါ့မကြခင်မှာအသင်းစဉ်ရဲ့အသွေးဆိုင်ကိုလေးကြည့်ညာမယ်ဆိုတော့ပရိသတ်ကတော့အရင်ကရင်ခုန်နေပြီအသင်းစဉ်ဟာ Tagiru ကိုရှုံးပြီးကြတဲ့ကနေအညွန့်ချိုးခံလိုက်ရတယ်လို့မျိုးအစပိုင်းခြေရီမှာကောင်းပေမဲ့လေနောက်ပိုင်းခြေရီမှာကြာရှုံးတတ်တယ်ပေါ့နော် Sriyan လက်ကိုလေဒါစိတ်မကောင်းစွာပဲရှုံးသွားတယ်ဒါကင်ဆာလက်ကိုလေစိတ်မကောင်းစွာပဲရှုံးသွားတယ်ဆိုတော့အသင်းစဉ်ဟာ အခုလိုမျိုးပွဲနဲ့ရှုံးနေခါကြောင့်ပိတ္တိဝေဖာမှုခံရတယ်အစတုန်းကတော့ဒါ target rule ကိုတောင်ဖိနိုင်ကြတော့အောင်လုပ်နိုင်တယ်ဒီကောင်းတဲ့ကေကိုမြန်မာနိုင်ငံမှာဆိုရင်နောက်ပိုင်းမှာ champion ဖြစ်မဲ့ကောင်တော့ဒါ ရောထန်တို့ကိုဖြူမဲ့ကောင်းဆိုပြီးတော့ပြောဆိုကြပဲမဲ့လေအခုလိုမျိုးညှို့ချိုးခံလိုက်ရတယ်လို့မျိုးနောက်ပိုင်းမှာတော့တန်းစီယာပုံမဆူရလာဖြစ်တဲ့တဲ့ဝေဖန်မှုတွေခံနေရအောင်ပေါ့နော်ဘလိုဝေးဖြစ်ပြီးပါသူ့ရဲ့ဆီယာစူပါလက်နော်အခုချိန်မှာဆွေးနွေးဖြစ်တန်းစင်ကိုတည်တည်ကြာကြာသူ့ရဲ့ပညာတွေအကုန်လုံးကိုသင်ပေးနေပြီဖြစ်ပြီးတော့ဒါစူပါလက်ကိုယ်တိုင်ကပြောတယ်တန်းစင်ကနောက်ပွဲမှာအရင်ပွဲတို့လုံးဝမဖြစ်စေရတော့ဘူးမရှုံးစေရတော့ဘူးဆိုပြီးတော့အာမခံလာတယ်ပေါ့နော်ဆိုတော့ဒီခုလိုအထူးခြားတွေဒီကနေ့မှာဆိုရင်လည်းပဲကျွန်တော်တို့ဒါ တန်းဆိုင်ကစူပါလင်းနဲ့တကယ်ကိုမှထိုးသက်လေးချင်းပြင်ဆင်နေတယ်။ဒါကျွန်တော်တို့ဓာတ်ပုံလေးနော်ဒါ beautiful fine နဲ့တင်လိုက်တဲ့ခါမှာပရိသတ်တွေကအယောင်းကိုမှအားရကြတယ်ပေါ့နော်။ဆိုတော့ခရင်းဒီမှာ tissue ရမယ်။တန်းစီရင်ဒီတစ်ခေါက်အနိုင်နဲ့ပြန်လာပါ